ငွေဟာအပြစ်မဟုတ်ပေမဲ့ငွေကိုတတ်မှတ်ခြင်းဟာမကောင်းမှုရဲ့အပြစ်မှုမလွန်ကဲဖို့တတိထားပါဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ကားခြင်းပထမတစ်ချက်အလင်းပေးခြင်းပါတယ်။ဗါတဲ့လေငွေဟာအပြစ်မဟုတ်ပေမဲ့ငွေကိုတတ်မှတ်ခြင်းဟာအပြစ်ဖြစ်ပါတယ်။တိတိခန်းကြီး6ငွေ30ကိုဖတ်ခြင်းပါတယ်နော်။ကျမ်းစာရှိမယ်ဆိုရင်ဖွင့်ဟထားပါ။တိမောတိဩဝါဒစာဒုတိယဩပထမဆောင်ခန်းကြီး6ငွေ30 အကြောင်းမူကားငွေကိုတတ်မှတ်ခြင်းဒီမကောင်းသောအမှုအပေါင်းတို့တွင်မူလအမည်ဖြစ်သည်လူအချို့တို့ဒီငွေကိုတတ်မှတ်သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ပူပန်ခြင်းဝေဒနာများနဲ့ကိုယ့်ကိုယ်ကိုထုတ်ခြင်းခတ်အောင်ထိုးကြပြီကျွန်တော်တို့အမြဲပြောတယ်ငွေကအပြစ်မဟုတ်ဘူးအရှိမလည်းပြောပြီးပြီငွေဟာအပြစ်မဟုတ်ဘူးငွေကိုနှက်တတ်တာလည်းအပြစ်မဟုတ်ဘူးငွေကိုရှာတာလည်းအပြစ်မဟုတ်ဘူးနော် စီးပွားရေးလောက်တာလည်းအပြင်းမဟုတ်ဘူးအလုတ်လောက်တာလည်းအပြင်းမဟုတ်ဘူးဒါတွေကကျွန်တော်တို့လူလူလောက်လာတဲ့အခါမှာလူတွေရဲ့အခြေခံအခြေခံလိုအပ်မှုကိုဖြည့်ဆည်းဖို့ရန်အတွက်အလုတ်လုပ်ရတယ်ငွေရှာရတယ်ငွေမရှာတဲ့သူအလုတ်မလုပ်တဲ့သူတော့မှကျန်းစာကဟိုဗါလဲအာကျန်းစာကကျွန်တော်တို့ကိုတေချာလေးဆုံးမထားတာတွေ့ရတယ်ကျွန်တော်တို့ရှေ့မှာလည်းအများကြီးဖတ်ပြီးပြီးကျန်းစာတွေဝင်ငါပြီးပြီးအလုတ်မလုပ်တဲ့သူသမင်းမစားရစသဖြင့်ဆိုလိုချင်တာကပတ်စံရှာရမယ်ကြိုးစားမှရှာရမယ် ဒါပေမဲ့ဒီမှာတတိခုထားနော်ပတ်စံဟာအပြစ်မဟုတ်ပေမဲ့ပတ်စံကိုတတ်မှတ်ခြင်းဟာအပြစ်ဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းတုံတင်ထားတယ်တတိခန်းကြီး6ငွေ30မှာအကြောင်းမူကားတဲ့ငွေကိုတတ်မှတ်ခြင်းဒီမကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်ဖြစ်တည်းတဲ့အပြစ်မှန်သည်။ Okay မကောင်းတဲ့အပြစ်မှန်သည်ရဲ့အမြစ်တီလာတာ မြစ်ဖြားခံလာတဲ့မူလကပါလဲဆိုတော့ငွေကိုတတ်မှတ်ခြင်းကနေစတာ ငွေကိုတတ်မှတ်လို့သူတို့ဘာကိုမကောင်းကြံနဲ့ငွေကိုတတ်မှတ်လို့သူတို့ဘာကိုလိန်နဲ့ငွေကိုရဖို့ရန်အတွက်ဘာဖြစ်လဲမဟုတ်မကလိန်ရောင်းတယ်လိန်ဝဲတယ်အာငွေကိုတတ်မှတ်လို့မှုသားစကားပြောတယ်ငွေကိုတတ်မှတ်လို့သူတို့ဘာကိုမုန်းတယ်ငွေကိုတတ်မှတ်လို့သူတို့ဘာရဲ့အတက်ကိုနောက်ဆုံးတတ်တဲ့အထိဖြစ်လာတယ်ငွေကိုတတ်မှတ်လို့သူတို့ဘာမကောင်းကြံတာတွေအများကြီးအကြံစီအကြံညံနေညံနဲ့တွေထွက်လာတယ်စာနာမာနကိုအခွင့်ပေးတယ်စာတဖြစ်စာတွေယုံကြည်သူမှလည်းဒီလိုမဖြစ်တတ်ဘူးလား အားနေတဲ့အခါဖြစ်မိတတ်တယ်။စက်တိုက်ဆိုသူလိုမဖြစ်ပေမဲ့လေတခါတလေအားနေတဲ့အခါမှာဖြစ်နေတတ်တယ်။ငွေကိုတတ်မှတ်လို့လိန်တာတို့ညာတာတို့နောက်ဆုံးသူတို့ဘာမကောင်းကြံတာတို့ညံနေညံနဲ့ထွက်ပြီးတော့မှနောက်ဆုံးသူတို့ဘာအတက်ကိုထိခိုက်တဲ့အထိကြံကြံသွားနိုင်တယ်။ဒါငွေကိုတတ်မှတ်လို့ဖြစ်လာတာလေ။ဒါကြောင့်ကျန်းစာထဲမှာပါပြောရလဲ။ငွေကိုတတ်မှတ်ခြင်းဟာမကောင်းမှုအပေါင်းတို့ရဲ့မူလအမိဖြစ်တယ်။အမြင့်တော့အမြင့်မြင့်ဖြားခံလာတာအဲ့ကနေမကောင်းတဲ့အရာတွေအားလုံးက ုံကုံပြောမယ်ဆိုလို့လူတချို့တို့ဒီတဲ့ငွေကိုတတ်မှတ်တော့ကြောင်းယုံကြည်ခြင်းတရားလမ်းမှလွဲသွားပြီတဲ့လွဲသွားပြီယုံကြည်ခြင်းတရားလမ်းမှလွဲသွားပြီဆိုတာကကဲတင်ခြင်းမရသေးဘဲနဲ့စယုံကြည်လာတဲ့သူတွေကိုပြောတာအမေခံခရိယန်တွေကိုယုံကြည်ခြင်းတရားလမ်းမှတော့ရောက်နေပြီဒါပေမဲ့စစ်မှန်တဲ့ယုံကြည်ခြင်းမရှိတဲ့ခါမှာငွေရေးကြေးကြောင့်ယုံကြည်ခြင်းတရားမှလမ်းလွဲသွားတယ် တကယ်လို့ယုံကြည်ခြင်းကဲတင်ခြင်းတကယ်ရထားတဲ့ तू ကလမ်းလွဲကောင်းလွဲသွားနိုင်တယ်ဒါပေမဲ့ तू ကနောင်တရမှာပါတကယ်လို့နောင်တမရတဲ့ तू โอเคလုံးဝလုံးလုံးလျက်လျက်ခရစ်တော်ကိုမယုံကြည်ဘဲနဲ့ပြောင်းသွားတဲ့သူတွေကျွန်တော်တို့ကြားထဲမှာမရှိဘူးမဆိုနဲ့ရှိပါတယ်လူတချို့ကတသက်လုံးခရိယန်လောက်လာနောက်ဆုံးတချို့ဆိုလို့ရှိရင်အသင်းတော်မှာတော့မှဒီပါလေတင်းထောက်တို့အသင်းတော်မှာအသင်းတော်လူကြီးတို့လှုပ်ခဲတဲ့သူတသက်လုံးလှုပ်ခဲတဲ့သူကနောက်ဆုံးကြရင်ပါဖြစ်လေယေရှုကိုမယုံကြည်တော့တဲ့သူတွေရှိတယ် အဲ့ဒီလူတွေကဘယ်လိုပြောမလဲငကိုတွေကကေတင်ချင်းမရထားဘူးအပေါ်ရန်တာ လုံနေတယ်လို့ကျွန်တော်တို့မှတ်ချက်ပေးနိုင်တယ်စစ်မှန်တဲ့ယုံကြည်သူတယောက်ကအဲ့လိုသွားစရာအကြောင်းလုံးဝမရှိဘူးယုံကြည်ချင်းတရားကနေလမ်းလွဲသွားတာဟုတ်ပါတယ်များတော့အားဖြင့်ငွေရေးကြေးကြောင်ဖြစ်တာယုံကြည်ချင်းတရားလမ်းမှာလွဲသွားနေတဲ့အရာများတော့အားဖြင့်ငွေတတ်မှတ်မှုကြောင်ဖြစ်တာငွေကြောင့်ကိုယ့်ရဲ့အော်တိုဘတ်စိတ်ကိုတန်ပူခက်ချင်းခံရတယ်ငွေကြောင့်အော်တိုဘတ်စိတ်မကြည်လင်တော့ဘူးငွေကြောင့် တမာတရားကိုရောင်းစားလိုက်တယ်။ဖယားသခင်ကိုချစ်တာထက်ငွေကိုပိုပြီးတော့တတ်မှတ်တယ်။ဆိုလိုချင်တာကဖယားနဲ့ငွေကိုပဲဟာရွေးချယ်မလဲဆိုရင်ကျွန်တော်ကငွေကိုပဲရွေးချယ်လိုက်တာ။ဒါဒီယုံကြည်ခြင်းတရားလမ်းကနေလွဲသွားတဲ့သူတွေဖြစ်တယ်ဆိုတာကျွန်တော်သတိပေးခြင်းတယ်။နောက်ဆုံးနောက်ဆုံးပူပန်ခြင်းဝေဒနာနဲ့ကိုယ့်ကိုယ်ကိုထုတ်ခြင်းခတ်အောင်ထိုးကြပြီ။ငွေကိုတတ်မှတ်တဲ့နောက်ဆုံးရလက်ဟာမကောင်းပါဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်ယုံကြည်သူတွေမိမိကိုယ်ကိုစဉ်းစားပါအခုငါဘာအလုပ်လုပ်နေလဲငါငွေကိုတတ်မှတ်ပြီးတော့မှမဟုတ်မကတာတွေနဲ့ဘာဖြစ်လဲအစားထိုးပြီးတော့ငွေကိုရအောင်ကလုပ်နေသလားစဉ်းစားတော့စဉ်းစားတော့ဘုရားသခင်တင့်ကိုတန်ရှင်တော်ဝိညာဉ်တော်အဖြစ်စကားပြောနေတာဖွင့်ပြနေတာတင်အချိန်မီသေးတယ်နောင်တရဖို့ဒီလိုလုပ်နေတယ်ဆိုရင်တင်နောင်တရပါဝန်ချပါအပြစ်ကျွန်တော်အမြဲပြောတယ်ဘုရားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်မရှိသေးဘူးနောင်တရဖို့ပဲလိုတယ်လူဖက်မှာ ဒါပေမဲ့ကျွန်တော်လည်းအများတန်းတုံတင်တယ်။နောင်တရပြီဟိတ်ဆိုမှဝန်ချလိုက်တောင်းပန်လိုက်ပြီးပြန်အပြစ်တော့လုံးလိုက်ဝန်ချလိုက်တောင်းပန်အပြစ်တော့လုံးလိုက်ဘုရားသခင်ကိုကစားစရာလိုမျိုးခံယူထားတယ်ဆိုရင်တင်နာမယ်နော်နာမယ်ဘုရားတင့်ကိုကောင်းကောင်းဆုံးမလိုက်မယ်တတိထားပါကျွန်တော်ဒါလေးအမြဲပြောတယ်ဒါကြောင့်ငွေကိုမတက်မပါနဲ့ငွေကိုရှာပါနီးမှန်လမ်းမှန်နဲ့ရှာပါမနေ့ကကျွန်တော်တို့ပြောသွားတယ်ငွေကိုနီးမှန်လမ်းမှန်နဲ့ရှာပြီးမှနီးမှန်လမ်းမှန်အသုံးပြုပါအင်မတန်ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ငွေကကျွန်တော်တို့လို အသက်ဘဝအသက်တာမှာအသုံးပြုရမယ့်အရာတွေလေဘုရားသခင်ဖန်ဆင်းပေးထားတဲ့အရာတွေလေသုံးသက်လို့ရှိရင်ဆေးပဲဟုတ်တယ်နော်ဒါကြောင့်ငွေကိုရှာတာအပြစ်လည်းမဟုတ်ဘူးဘုရားသခင်မနစ်တတ်တာလည်းမဟုတ်ဘူးဒါတော့ဘုရားသခင်ရဲ့အမိန်ဖြစ်တယ်ငွေကိုရှာရမယ်ဆိုတာဘုရားသခင်ရဲ့အမိန်ဖြစ်တယ်ဘာကြောင့်လဲဟိုတနေ့ကျွန်တော်တို့ပြောပြီးပြီလေအလုတ်မလုတ်တဲ့သူတွေထမင်းမစားရဆိုပြီးမှဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အလုတ်လုတ်ရမယ်ဆိုကြတဲ့ကငွေကိုရှာရမှာပဲငွေရှာရင်မှကျွန်တော်တို့ရဲ့လူနေမှုအခြေခံအခြေခံရဲ့စာဝတ်နေရေးကိုကျွန်တော်တို့ကဖြည့်ရှင်းနေရတာဟုတ်တယ်လေ ဒါကြောင့်ငွေရှာတာအပြစ်မဟုတ်ပါဘူး။ငွေကိုကြိုက်တာလည်းအပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ငွေကိုဘာဖြစ်လဲ။ဖျားနေရအစာထိုးထားတဲ့ခါမှာငွေကိုတတ်မှတ်လွန်ပြီးတော့မှဖျားကိုတော့မှမလိုချင်တော့ဘူး။ဖျားတရားကိုတော့ရောင်းစားမှယုံကြည်ခြင်းတရားလမ်းကနေလွဲသွားတဲ့ခါမှာဒါဒီကျွန်တော်တို့အတွက်ဆုံးရှုံးမှုအကြီးကြီးဖြစ်လာမယ်ဆိုတာတတိထားပါ။ဟေပြေဩရာစာခန်းကြီး73အငယ်9မှာဘယ်လိုဖော်ပြလဲဆိုတော့ တင်တို့ဤကြင်ကြံပြုမှုချင်းဒီငွေကိုတတ်မှတ်ခြင်းနဲ့กินလို့၍ကို၌ရှိတော့ဥစ္စာနဲ့ရောက်ရဲချင်းရှိကြလောအเจ้าမူကားငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်၍မထားဟုဂတိတော်ရှိ၏ဒီနေရာမှာရေးထားတာရှင်းတယ်နော်ငွေကိုတတ်မှတ်ခြင်းနဲ့กินလို့ပါတဲ့ကို၌ရှိတဲ့ဥစ္စာကိုရောက်ရဲတင်းတိမ်ပါတဲ့ရောက်ရဲတင်းတိမ်တယ်ဆိုတာဆက်ပြီးမကြိုးစားနဲ့တို့လို့ပြောတာမဟုတ်ဘူး ရောက်ရဲတင်းတိမ်တယ်ဆိုတာသူများနဲ့ပါဖြစ်လဲမပြိုင်တာမနိုင်ရှင်တာနိုင်ရှင်ချင်းကများတော့အဖြစ်အနုလက္ခဏာပါလာတာများတယ်အာဟိုတယောက်ကတော့ဒီလောက်တော်တယ်ဟိုတူကတော့ဒီလောက်ရှာတတ်တယ်နောက်ဆုံးကုံကုံပြောမယ်ကျွန်တော်တို့လင်မယားတွေလဲကိုမိမအောင်သူများမိမနဲ့နိုင်ရှင်နဲ့ကိုယောက်ျားအောင်သူများယောက်ျားနဲ့နိုင်ရှင်တဲ့အခါမှာပြဿနာတွေဖြစ်လာတယ်ကြိုးစားချင်စိတ်ရှိအောင် ပြောတာတော့မှန်ပါတယ်ဟုတ်တယ်နော်ကိုယ့်ရဲ့အပြစ်ကိုပြန်လဲအောင်မေဖို့ရန်အတွက်နိုင်ရှင်ပေးတာတော့မကောင်းတာမဟုတ်ပါဘူးဒါပေမဲ့ သူများကဘလောက်ကောင်းတယ်ဆိုပြီးတော့မှကိုကိုကိုအောက်ကျိုးနောက်ကျိုးခြေတော့အောက်မှာနင်းထားတဲ့ခါမှာကိုက ပို့ပြီးတော့မှအသက်တာမှာပါဖြစ်လေအားနေလာမယ်โอเคနောက်ဆုံးပြောမယ်ဆိုရင်မျောလင်းချက်မရှိဘဲနဲ့မျောလင်းချက်ကင်းမဲ့သွားမယ်အသက်တာဒါကြောင့်မနိုင်ရှင်ပါနဲ့ဟိုလူကအကားရှိအိမ်ရှိဒါရှိဩတော်လိုက်တာဒါဆိုသူ့လူမျိုးလို့ရမှာလားโอเคသူ့လူမျိုးအပြစ်လိုက်လို့ရမှာလားကျွန်တော်တို့ကဖယားသခင်ကိုကျွန်တော်တို့ အာပြစ်မာတဲ့အလုပ်လုပ်ပြီးတော့မှငွေအများကြီးရမယ်ဆိုရင်တင်လို့မှာလားချစ်တော်ညီကိုမောင်မတော်တတိရှိပါတမာတတိရှိပါနောက်ဆုံးတော့ကာလမှာရောက်ရဲတင်းတိမ်ပါဆိုတာရှိတဲ့အရာကနေပါဖြစ်လေဘုရားသခင်ကိုကျေးဇူးချီးမွမ်းမှပျော်ရွှင်တတ်တာကိုပြောတာဘုရားသခင်ကကျွန်တော်ဂတိတော်ရှိတယ်ဘုရားသခင်ကကျွန်တော်ဂတိပေးတယ်လေငါဒီတင့်ကိုမစွန်းနဲ့တင့်ကို အလင်းပြည့်၍မထားဒါဘုရားရဲ့စကားဖြစ်တယ်ထာဝရမပြောင်းလဲတဲ့ဘုရားရဲ့ဂတိတော် ဘုရားသခင်တင့်ကိုပြစ်ထားမှာမဟုတ်ဘူးအမြဲတမ်းတင့်ကိုကောင်းချီးပေးနေမှာပဲအာမင်နောက်ဆုံးကျမ်းချက်တစ်ချက်ကိုဖတ်ခြင်းနဲ့ပိညတ်တော်7ပါးရဲ့နောက်ဆုံးတစ်ပါးအားလုံးအလို့ရမလားမသိဘူးနော်ပိညတ်တော်7ပါးရဲ့နောက်ဆုံးတစ်ပါးကဘယ်လိုပြောလဲဆိုကိုနဲ့ဆက်ဆိုင်တော့သူ၏အိမ်ကိုတတ်မှတ်လို့ခြင်းတော့စိတ်မရှိစေနဲ့ကိုနဲ့ဆက်ဆိုင်တော့သူ၏မယားသူ၏ကြုံယောက်ျားမိမနွားမိမဆာ၍ကိုနဲ့ဆက်ဆိုင်တော့သူ၏ဥစ္စာတစုံတစ်ခုကိုများ တတ်မှတ်လိုချင်တော့စိတ်မရှိစေနေဟိုမိန့်တော်မူ။ဒါတမဟောင်းကျန်ကအေးတီရလူမျိုးကိုပေးခဲ့တဲ့ပိညတ်တော်၁၀ပါးထဲကနောက်ဆုံးတစ်ပါးဖြစ်တယ်။ဒီကနေ့ကျွန်တော်တို့အဲ့ဒီပိညတ်တော်ကတမတိခင်မှာပါဖြစ်လက်အရိတ်ကနေပါဖြစ်လက်ကိုထယ်ဖြစ်လာတယ်။သခင်ယေရှုခရစ်တော်ရဲ့တုံတင်မှုလုံးဝပြေဆုံးလာရတဲ့အရာဖြစ်သွားတယ်။ဆိုတော့အဲ့ဒီအရာတွေကဒီကနေ့တန်အောင်သခင်ယေရှုခရစ်တော်လည်းတုံတင်တာပဲ။တတ်မှတ်ခြင်းစိတ်မရှိပါနဲ့တဲ့။သူများအရာတွေကိုတတ်မှတ်လာတဲ့အခါမှာအပြစ်ဖြစ်လာတယ်တဲ့အပြစ် ဆိုတော့ပထမတစ်ချက်အနေနဲ့အားလုံးကိုခွန်အားပေးချင်တာအဲ့ဒါပဲငွေကြီးဟာရှာရမယ်ငွေကြီးဟိုဘာဖြစ်လဲကြိုးစားရှာရမယ်ဒါပေမဲ့ငွေကိုတတ်မှတ်လွန်ပြီးတော့မှတမာတရားကိုရောင်းစားတဲ့အထိမလုပ်ပါနဲ့မလွန်ကဲပါနဲ့အပြစ်ဖြစ်ပါတယ်ငွေကိုတတ်မှတ်ခြင်းဟာကျွန်တော်စူတောင်းချက်လိုတဲ့သူများအာစူတောင်းခံရှင်တဲ့သူများတို့မဟုတ်တမာကျင်းစာနားမလည်လို့မင်းမြင်ခြင်းတဲ့သူများရှိရင်အကောက်ကိုအပ်ပြီးမှမင်းမြင်လို့ရပါတယ် ဒီကနေ့မနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲရက်နာခွင့်ပြုပါအားလုံးအားလုံးပေါ်မှာဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်